โอเคမင်္ဂလာပါဗျာ 2D KMD မှာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာမနေ့ကတော့နှစ်တက်ဆိုတော့ကျွန်တော်နေ့လိုက်ကတော့လွဲတယ်ပေါ့ဗျာเนาะကျွန်တော်အဖွဲ့ဝင်ခေါ်လိုက်တာကတော့3ရက်အတွင်းထွက်မယ်အခွေဆိုပြီးတော့ခေါ်တာတဲ့အခွေကတော့နှစ်တက်ဆိုပြီးတော့ထွက်သွားပြီဗျာ နက်ကလည်းကျွန်တော်နေတဲ့ကိုတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးတော့ပေးတာပဲပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့နှစ်နဲ့လဲပါတယ်တစ်နဲ့လဲပါတယ်တို့ဝင်မဲ့ကျွန်တော်နှစ်တစ်ကတော့မပါဘူးပေါ့နော် စမ်းနဲ့မတိလိုက်ဘူးတဲ့ဖွဲ့ဝင်ကြပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်တကယ်လို့ကျွန်တော်ကကျွန်တော်ရဲ့ကဏန်းလေးတွေပေါ့နော်ကျွန်တော်ကောင်းတဲ့ကဏန်းလေးတွေတွေ့ရင်တော့ကျွန်တော်ဖွဲ့ဝင်ခေါ်ရင်တော့ပြောပါမယ်ဗျာနော်တော်ဝင်းနဲ့မင်္ဂလာပါဗျာဟုတ်ကဲ့မင်္ဂလာပါဗျာဒီနေ့ညနေမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဗျာနော် ူမျိုးအောင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်အဖွဲ့ဝင်ခေါ်တယ်လို့ပြောတာပေါ့နော်အဖွဲ့ဝင်နေဆိုလူကလည်းနဲပါတယ်ဗျာနှစ်ယောက်ပဲရှိပါတယ်နော်အဲ့နှစ်ယောက်တော့မှပဲပေါက်လားမပေါက်လားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်ကတော့အခွေရောပို့တော့ပေးတယ်သူတို့ထိုးပြလားမထိုးပြလားတော့ကျွန်တော်လည်းမပြောတယ်ဘူးဗျာစနန်း69ဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါဗျာနော်69ဆိုရင်တော့ကောင်းပါတယ်ဗျာ မောင်ထေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာလာကြောတော့ပောက်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာเนาะပောက်တယ်ဆိုရင်တော့ဝမ်းတာပါလေဗျာ ရင်မဲတဲ့69တဲ့ဟုတ်ကဲ့ဗျတန်းတဲ့နဲ့3538ကနေတိုင်းထိနေတယ်တဲ့ဥကြီးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်မနေ့ကဝမ်းမှန်ခဲ့တဲ့ဝမ်းကျိန်းလိုင်းကိုအရင်ဆုံးတွက်မယ်ပေါ့နော်ပြီးကြရင်တော့ကျွန်တော်အဲ့ထက်ရမိန်းနှစ်ကွက်ကောင်းလေးကိုလည်းကျွန်တော်တွက်ပြပေးမယ်ဗျာ ဒီမှာဒီ9ရဲ့3ညရဲ့3ရဲ့3လုံးပေါင်းချင်းဒီ8 8ပါဝါဒီ3 8 3ဒီရောဒီမှာအချိန်ပြတော့8 3အချိန်မှာ8ဘူးဆိုတော့8ထိတယ်နောက်တစ်ပင်ဒီလဲ3ညရဲ့ခွင်ရဲ့ဒီရဲ့ခွင်ခွင်3ညခွင်ပေါ့နော်3လုံးပေါင်းချင်းဒီ4 4ပါဝါဒီကို4ကိုဒီအချိန်ပြတော့ဒီ4ကိုအချိန်မှာ3 4ဆိုတော့4ထိတယ်ဗျဒါဆိုရင်ဒီနေ့မှာ1ချိန်ဒီ 3ရေ3ရေပေါင်းခြင်းဒီ6 6နဲ့ဒီက8နဲ့ပေါင်းလို့4ဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရေပါဝါဒီကို4ကိုဒီလဲကျွန်တော်ဒီမှာအချိန်မယ်ဗျာ ူမောင်းတဲ့မနက်ကမအားလို့မကြည့်လိုက်ရဘူးတဲ့ဥမင်းတော်တဲ့တက်38နေကုန်ထိနေပါတယ်တဲ့ဟုတ်ကဲ့ပါကြနော် SDE ရဲ့ဒီလိုနောက်ကြမှာထွက်ရင်တဲ့ပေါ့ရှုံဖြစ်ရောတဲ့ကျွန်တော်ခေါ်တာဒီနေ့မနက်မှာပဲခေါ်လိုက်တာပါဗျာနော်အခွေကဒီနေ့မနက်မှာပဲကျွန်တော်ကတောက်ကြရဲ့တင်းလာရဲ့အင်္ဂါရဲ့၃ရက်အတွင်းဆိုပြီးတော့ကျွန်တော်ခေါ်လိုက်တာဗျာနော်မနက်ကခေါ်တာပြီးတော့အခုကခေါ်ခေါ်ချင်းမတန်းထွက်တာပါဗျာနော်အခွေက ါဆိုရင်ကျတော့မနေ့ကမှန်ခဲ့တဲ့ဝမ်းကျင်းပဲပေါ့နော်ဝမ်းကျင်းညိုတော့အရင်ဆုံးတွက်ပြပေးမယ်ဗျာတော့ဒီမှာဒီခွင်ရ9ရပေါင်းချင်းဒီ6 6နဲ့ဒီက9နဲ့ပေါင်းတော့3 3ပါဝါဒီ8 3 8ဒီကျတော့ဒီမှာအချိန်ပဲဗျာတော့ဒီ3 8အချိန်ဆိုလဲဒီမှာ8ဘူးဆိုတော့8ထီတယ်ပေါ့နော်အဲ့ဆိုရင်နောက်တစ်ပြင်က3ရဲ့8ကပေါင်းချင်းဒီ1 1နဲ့ဒီက8နဲ့ပေါင်းတော့9 ဒီသုံးလုံးပေါင်းခြင်းဒီကိုဖြစ်လို့ကိုရဲ့ဘဝတီလေးကိုလေးဒီလေးကျွန်တော်တို့ဒီမှာအချိန်ပဲဗျ။ဟိုဒီကိုလေးအချိန်မှာလဲ3လေးဆိုတော့၄ထီရပါတော့ဒီမှာဒီ1ချိန်ဒီမနေ့ကဆိုကျွန်တော်တို့၄ကိုအချိန်ကိုလေးအချိန်ဆိုတော့ကိုလေးအချိန်ဒီပို့ရမှာလေလို့ပြောခဲ့ရပါတော့ဒါဆိုကျွန်တော်ဒီနေ့မှာခွင်ရရှိကပေါင်းချင်းဒီ9 9နဲ့ဒီရ1နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ6တဲ့ဒီတော့ဒီမှာအချိန်ရ မမားတဲ့မနက်ကမတွေးဘူးတဲ့မနက်ကလည်းကျွန်တော်လွှတ်มาလေပြေနော်မနက်ကဒါဆိုရင်တော့နောက်ထပ်ဝမ်းကျင်လေးတွေအတွက်ပြပေးမယ်ပြောနော်36လာဆုံးပဲတဲ့ဟုတ်ကဲ့ပါဗျာနော်ဒီမှာ9ရဲ့3ရဲ့ဒီရ8ကို ငါတုံညာရှင်ပေါင်းချင်းဒီ၃ဖြစ်လို့၃ဘဝတီရှင်၃နှစ်ခတ်တီငါရှင်ငါဒီတော့ဒီမှာအချိန်များဒီရှင်ငါအချိန်မှာလဲရှစ်ဘူးဆိုတော့ရှစ်ထီတယ်နောက်တစ်ပင်ကလဲခွင်းရဲ့တုံညာရဲ့ပေါင်းချင်းဒီခွင်းခွင်းနဲ့ကျွန်တော်ဒီရဲ့ရှစ်နဲ့ပေါင်းတော့ငါတို့ခွင်းတုံညာရှင်ပေါင်းချင်းဒီငါဖြစ်လို့ငါဘဝတီတုံညာငါနှစ်ခတ်တီတုံငါတုံတုံညာတုံဒီအချိန်ပေါ့နော်တုံညာတုံအချိန်မှာကျွန်တော်တို့၃လေးဆိုတော့၃ထီလေးဗျာ ဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်က3ရက်3ရက်ပေါင်းချင်းဒီ6 6နဲ့ဒီရက်3နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရက်ပါဝါဒီ4 9ရက်နက်ခတ်ဒီ6 4 6ဒီတော့ဒီမှာအချင်းပြဒီမှာဆိုရင်ကျွန်တော်ဒီ1ချင်းဒီပေါ့နော်ဒီဒီဘက်က1ချင်း line နဲ့ဒီဘက်က1ချင်း line နဲ့တွဲရင်တော့အပြစ်ပေါက်ပေးနေတာတွေ့ရတယ်ဗျ။ တော့ဒီမှာဒီဒီဘက်က3ရှုပ်ဝမ်းကျင်းလိုင်းဒီကျွန်တော်တို့ဒီဘက်ကဒီဘက်ကဝမ်းကျင်းလိုင်းနဲ့တွဲရင်အပြိပောက်ပေးရပေါ့နော်ဒီမှာဒီ3ရှစ်အချိန်5အချိန်မှာကျွန်တော်တို့ဒီရက်ရှစ်ဒီရက်ရှစ်နဲ့10ဘူးဆိုပြီးထွက်တယ်ဒီမှာလဲ6လေးအချိန်နဲ့3ည3အချိန်နဲ့မှာလဲကျွန်တော်တို့ဒီရက်3ဒီရက်4နဲ့3လေးဆိုပြီးတော့ထွက်တယ်ဗျအဲဒီမှာတော့ကျွန်တော်တို့6တဲ့အချိန်4 6အချိန်ပေါ့နော်အပြိပောက်ဖြစ်တယ်ဗျ ကျွန်တော်ဒီနေ့မှာတော့အခွေလေးပေးမှာပေါ့နော်ဒီမှာတော့အကိုမတို့ကတခြားလေးတော့ကြည့်ပေးပါဗျာအကိုမတို့ကြားရင်တော့အသုံးပေါ့နော်ဒါဒီမှာဒီခွင်းရဲ့၃ရဲ့ပေါင်းချင်းဒီ10ပေါ့နော်ခွင်း၃1ပေါင်းချင်းဒီ10ဖြစ်လို့10ရဲ့ပါဝါဒီ6 10ရဲ့နက်ခတ်ဒီ8 6ရဲ့ဒီလည်းကျွန်တော်ဒီမှာအချိန် ဒီ6ရှစ်အချိန်မှာလဲကျွန်တော်တို့10ပူးဆိုတော့10ထီလေဗျဒါဆိုရင်နောက်တစ်ပင်က3ရဲ့ခွန်ရဲ့ပေါင်းခြင်းဒီ3ညာ3ညာနဲ့ဒီရဲ့10နဲ့ပေါင်းတော့10 3ခွန်10ပေါင်းခြင်းဒီ10ဖြစ်လို့10ပါဝါဒီ3 10နှစ်ခက်ဒီ3တက်ဒီကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒီ3တက်အချိန်မှာလဲကျွန်တော်တို့3လေးဆိုတော့3ထီလေဗျ ဆန်း၄၅6အထိတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျွန်တော်ဒီမှာခွင်းရဲ့ရှစ်ကယ်ပေါင်းခြင်းဒီ9 9နဲ့ဒီရဲ့4နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းခြင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ4 9ရဲ့နက်ခတ်ဒီ6 4 6ဒီလည်းအချိန်မေဗျာတော့ဒီမှာဒီ1ကျင်းဒီပေါ့နော်ဒီအပေါ်ပင်ဒီမှာဆိုရင်ကျွန်တော်1ကျင်းဒီ၈3အချိန်ရှိတယ်၃၈အချိန်၈5အချိန်၆၈အချိန်ဆိုတော့ဒီမှာဒီ၈ပိုင်းဒီပိုးရအကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဖွင့်နေကျော်တို့ကဒီမှာ 835ဆိုတော့836ဆိုတော့ခဏန်း၄လုံးခွေလိုက်ခွေပူးလုံးမယ်ဆိုရင်ကျွန်တော်၈ပူးဆိုပြီးပါမှာပေါ့နော်အဲဒါကြောင့်ဒီမှာ၄ကိုအချင်း၉လေးအချင်း၃၃အချင်း၃၁အချင်းဆိုတော့ကျွန်တော်တို့၉လေးအချင်းဒီတူညီတယ်ဒီမှာလည်းကျွန်တော်တို့၃ပိုင်း၃၃ဒီတူညီတာဖြစ်တဲ့အတွက်၃ပိုင်းပေါ့နော်၃ပိုင်းကိုကျွန်တော်တို့၉လေးနဲ့တွဲရင်လည်း၃ကို၃လေးဆိုတော့၂ကွက်ဒါမှမဟုတ်လည်းကျွန်တော်တို့ကဒီကောင်းနေကိုခွေလိုက်နေရတယ်ပေါ့နော်၉လေး၃၃၁ဆိုတော့ခဏန်းနေကိုခွေလိုက်ရင်ကျွန်တော်တို့၃လေးဆိုပြီးတော့ပါမယ်ဗျာ ဒါဆိုကျတော့ဒီနေ့မှာခွေရမှာဒီတော့ဒီမှာ၄ကိုအချင်း၆တက်အချင်း၄၆အချင်း၄၆အချင်းဆိုတော့တူညီရာဒီကျွန်တော်တို့က၆ဒီပိုးရအကောင်းရမှာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီမှာခွေရမှာဒီတော့၄ကို၁၆ဆိုတဲ့ကဏန်းလေးလုံးခွေရင်တော့ရတယ်ဗျ၄၆ကြိုက်တယ်တဲ့ဟုတ်ကဲ့ဗျနော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီလုံးမိုင်းလေးပေးနေရလေးလည်းပြောအောင်မယ်ပေါ့နော်တွက်ပြပေးအောင်မယ်ဗျ ဒီမှာဒီတုံညရဲ့ခွင်ရဲ့ဒီရက်တက်ကသုံးလုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ကျွန်တော်ဒီမှာရှစ်ပိုင်းပေါ့နော်တုံညခွင်တေပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ပိုင်းမှာကျွန်တော်တို့ရှစ်ပူးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်က3ရဲ့3ရဲ့ပေါင်းခြင်းဒီ6 6နဲ့ဒီရက်7နဲ့ပေါင်းတော့4ဒီသုံးလုံးပေါင်းခြင်းဒီ4ဖြစ်လို့ကျွန်တော်ဒီမှာ4ပိုင်းပြတော့4ပိုင်းမှာလဲကျွန်တော်တို့3 4ဆိုပြီးထွက်တယ်ပေါ့နော် ဒါဆိုရင်တော့ဒီမှာ3ရဲ့ခွန်ရဲ့ပေါင်းခြင်းဒီခွန်ခွန်နဲ့ဒီရဲ့၄နဲ့ပေါင်းတော့၁ဒီ3လုံးပေါင်းခြင်းဒီ၁ဖြစ်လို့ကျွန်တော်ဒီမှာဒီလဲ၁ပိုင်းပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကဒီ၈ပိုင်းကိုကျွန်တော်တို့၈ပိုင်းကိုဒီ6ရှစ်နဲ့တွဲရင်လဲကျွန်တော်တို့၈ပူးဆိုပြီးပါမယ်ပေါ့နော်ဒီမှာလဲ၄ပိုင်းကိုဒီ3တက်နဲ့တွဲရင်လဲ၄3 4တက်ဆိုရဲနှစ်ကွက်မှာလဲကျွန်တော်တို့3 4ပါမယ်ဒီဘက်ကလုံးပိုင်းဒီဒီအချင်းနဲ့တွဲရင်လဲပြီးပေါ့ဖြစ်တယ် တော့ဒီမှာ၄ဘိုင်ဒီဒီ၃ည၃နဲ့တွဲရင်လည်းအပြီးပေါ်ဖြစ်တယ်ဒီ၃တင်းနဲ့တွဲရင်လည်းအပြီးပေါ်ဖြစ်တယ်ပေါ့နော်ဒါဆိုကြောဒီမှာဒီ၁ဘိုင်ဒီ၄၆နဲ့တွဲရင်လည်းအပြီးပေါ်ပေါ့ဒီမှာဒီတူညီနေတယ်ပေါ့နော်ဝမ်းချင်းဒီဒါဆိုရင်ကျွန်တော်၁၄၁၆ဒီမင်းဩနှစ်ကွက်ပြအခွေအနေနဲ့တော့ကျွန်တော်တို့က၄၉၁၆ကိုအခွေခိုင်းမှာပေါ့နော်၄၉၁၆အခွေမှာကျွန်တော်ဗရိတ်လိုင်းလေးရတော့ကျွန်တော်ယူဆတော့ဒီမှာဒီဗရိတ်လိုင်းဒီ၃ညရဲ့၃ရဲ့ဒီက၃ရဲ့ပေါ့နော် 3933ပေါင်းချင်းဒီ6ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီ619ပြိတ်ပေါ့နော်619ပြိတ်မှာ10ပူးဆိုပြီးတော့6ပြိတ်ထွက်တယ်။ဒါဆိုကျွန်တော်ဒီမှာဒီ3ရဲ့ခွင်ရဲ့3ညရဲ့3ခွင်3ညပေါင်းချင်းဒီကျွန်တော်တို့3ညဖြစ်လို့3ညပါဝါဒီ5 3ညနက်ခတ်ဒီခွင်3ည5ခွင်ဒီကျွန်တော်ဒီမှာပြိတ်ပေါ့နော်3ည5ခွင်ပြိတ်မှာ3လေးဆိုပြီးတော့ခွင်ပြိတ်ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီနေ့မှာ3ညရဲ့10ရဲ့2ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့ တုံညဘာဝတီ nga တုံညနက်ခတ်တီခွန်းတုံညငါးခွန်းတီတော့ဒီမှာဗရိတ်ပြဒါဆိုရင်ကျွန်တော်တို့ကကိုလေး6တကိုခွေလိုက်ရင်တုံညငါးခွန်းဗရိတ်ဆိုရင်ရောအစောနာယူထားတဲ့တလေးတ6ဆိုတဲ့ main နှစ်ကွက်တီကျွန်တော်တို့တုံညငါးခွန်းဆိုတော့တလေးဆိုတဲ့ငါးဗရိတ်တ6ဆိုတဲ့ခွန်းဗရိတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကောင်းတွေကိုခွေမှာဖြစ်တဲ့အတွက်ကိုမတော့ကြိုက်ရင်တော့တုံအခွေအနေနဲ့ကျွန်တော်ကိုလေး6တခွေပူပြကိုလေး6တခွေပူမှာကျွန်တော်နောက်ထပ်မတူညီတဲ့တကွက်လေးတော့ထည့်ပေးခြင်းတော့ပေါ့နော်ကိုမတို့

ကိုရှစ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ထည့်ပေးပါတယ်ဗျဗတာပလိုင်းနဲ့နာနာရေချိုးလေးပြောပြကြပါတဲ့ရင်မေးတဲ့ကိုလေး6တစ်ခွေပြူတယ်ဟုတ်ကဲ့ပါဗျာနော်အကိုမတို့ကကြိုက်ရင်တော့၃ပါဗျာရင်မေး၃ည5ခွင်ပရိတ်တယ်ဟုတ်ပါတယ်ဗျာ MDKM နဲ့ဆရာအပင်တူရဲတဲ့၄ပင်လောက်မှကြည့်ကောင်းတယ်ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒီဝမ်းကျင်းလန်းနေရတချို့ဝမ်းကျင်းလန်းနေဒီကျွန်တော်တို့အပင်တော့ရှည်တယ်ပေါ့နော်ကျွန်တော်အခုပြထားတဲ့ဝမ်းကျင်းလန်းဒီတချို့ဝမ်းကျင်းနေဒီအပင်ရှည်တယ် တို့ပေမဲ့အပင်ရှိတာကိုကျွန်တော်အပိပောက်ဆိုင်တွေရှာတဲ့အချိန်မှာတော့အပင်တို့ဝမ်းကျင်းလေးတွေပဲတွေ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကဒီအပင်တို့လေးကိုပဲချပြပေးခြင်းဖြစ်ပါတယ်ဗျမမရဲ့၃လေးထွက်ရင်၉ရှစ်ထွက်တက်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အဲ့ဒါလည်းမှန်ပါတယ်ဗျအေးမော်နနာရီအကျိုးတဲ့၃နှစ်ရဲ့နှစ်၉ရဲ့တဲ့၅ပြိတ်၁ပြိတ်ကျွန်တော်တို့ကဒီမှာဒီကြံကနန်းဒီ၅ရဲ့၆ရဲ့ကြံတာပေါ့နော် 9ရက်6ရက်ကျန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က6တီတော့ဗရိတ်လဲဗရိတ်ထွက်ထားတယ်ပေါ့နော်9တီဗရိတ်လဲထွက်မထားဘူးဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တကွက်ကောင်းအနေနဲ့ဆိုရင်တော့ကျွန်တော်6တဆိုတဲ့9ဗရိတ်ကိုတော့ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ကိုမတို့ကျွန်တော်ပြောချင်တာလေးလေသဘောပေါက်ကြမယ်လို့ထင်ပါလေဗျဟုတ်ကဲ့ပါဒါဆိုရင်ဒီအကူမလို့ကြိုက်နေတဲ့ရင်တော့၃ပေါ့နော်ကျွန်တော်ကတော့ဒီနေ့ညနေမှာတော့၉၄၆တခွေပူးရဲ့ဒီ၉၈ဆိုတဲ့တကွက်ရေးပါကျွန်တော်ထည့်ပစ်လိုက်တယ်ပေါ့နော် တော့တက်ပြတဲ့ကဏ္ဍလေးဒီလည်းပေါကဏ္ဍလေးဖြစ်ပါသေးဗျ။အကူမတွေအကြိုက်ဒီလည်း၄နိုင်ခွဲထွက်မဲ့ကဏ္ဍနဲ့ထက်တူကြပါသေးလို့ဆုတောင်းပေးပါရစေဗျ။ဒီနေ့ရဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာနော်။တော့ဒီမှာတော့၁လေးရဲ့၁၆ရဲ့တော့ main နှစ်ကွက်ပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်၄၁ကိုတော့ပို့ကြိုက်ပါရစေဗျ။ဟုတ်ကဲ့ပါအလိုမဲ့ bye bye see you ပါအလိုမဲ့